မင်္ဂလာပါရှင်။ဘာမခိတိသတင်းဌာနကနေအော်တိုဘာလ24ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ညဝရီမြို့နယ် KK ပတ်မကြားဖြန့်တရုတ်သတင်းများအပါအဝင်အရေးပါသူများကို BGF မှစောချစ်သူတင်ဝင်းနှင့်မုတ်တုံတို့ကခေါ်ထုတ်ပြီးခေလုံခွင့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ် KK ဘက်မှကြားဖြတ်လက်ကြီးတရုတ်လုပ်ငန်းရှင်များအပါအဝင်အရေးပါသူများကိုစစ်တပ်လက်အောက်ခံခရင်နေချာဆောင်တန်း PGF မှစောချစ်သူတင်ဝင်းနှင့်မုတ်တုံတို့ကခေါ်ထုတ်သွားပြီးရွှေကုတ်ကိုအပါအဝင်ဘေးကင်းရာနေရာများတွင်ခိုးလုံခွင့်ပေးထားကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်အော်တိုဘားလာ၂၂ရက်နေ့ကလေးက VGM မှာစောချစ်သူတင်ဝင်းနှင့်မုတ်တုံတို့က KK ဘက်မှကြားဖြတ်တရုတ်တတိမြောင် အွန်လိုင်းဤပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူများကိုခေါ်ထုတ်သွားပြီးတချို့မှာရွှေကုတ်ကိုတွင်ရောက်ရှိကာတချို့မှာမူ PGF ကအထူးစီစဉ်ပေးထားသောနေရာများတွင်ယာယီခိုလုံနေကြကြောင်းသိရပါတယ်။ကေကေပတ်ကကြားဖြန့်တရုတ်တတိတွင် IT ပညာရှင်တွေနဲ့အရေးပါသူတွေကိုအော်တိုဘာလ22လောက်ကလေးက BGF အကုံခေါ်ထုတ်သွားပြီးရွှေကုတ်ကိုဖျားတုံးစုနဲ့ BGF နဲ့မြေတွေမှာရွှေ့ထားပေးတဲ့ အခုထိုင်းဘက်နဲ့မြဝတီဘက်ကိုထွက်ပြေးနေတာတွေကအလုတမားနဲ့အလုကြီးကျက်ရေးစားတဲ့လုပ်ငန်းလေပတ်သူတွေပဲအထူးကအရေးကြီးပုံကိုတွေက PGF ကဘိုတင်ဝင်ရဲ့စီမံမှုနဲ့လုံခြုံတဲ့နေရာတွေကိုရွှေ့ပေးပြီးသွားပြီ KK ဘက်ကိုစစ်တပ်ကဝင်စီးမယ်နှင်လို့မယ်ဆိုတာတွေကစစ်တပ်နဲ့ PGF ညှိနှိုင်းပြီးလုပ်ကြတာဟုခရင်စစ်ရေးသတင်းရမျက်ကပြောဆိုပါတယ် KK ဘက်မှကြားဖြတ်တရုတ်တထင်းများအပါအဝင်အရေးပါသူများကို PGF ကအထူးအစီအစဉ်ဖြင့်ရွှေ့ပြောင်းပေးရာတွင်မြောက်ဝတီ285ဂိတ် ်သင်ငန်းညီနောက်ကိန်းကော့ဂရိတ်ကိုးတိုင်ကိန်းကျုံတိုကိတ်အပါဝင်စစ်တပ်ကိတ်များလမ်းချောင်းဖွင့်ပေးထားကြောင်းသိရပါတယ်လက်တလောထိုင်းဘက်သို့ထွက်ပြေးနေကြသောတရုတ်အပါဝင်နိုင်ငံသား900ကျော်ရှိနေပြီးထိုင်းနိုင်ငံကထွက်ပြေးလာသူများကိုစီစစ်ခြင်းယာယီခိုးလုံနိုင်သောနေရာများစီစဉ်ပေးခြင်းနှင့်အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်စည်ရင်ကောက်ယူခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းထိုင်းသတင်းများကဖော်ပြပါတယ်ထိုင်းနိုင်ငံမဲဆောင်မျိုးဘတ်တို့မြောက်ဝတီမြို့နယ် KK ဘတ်မှထွက်ပြေးလာသောနိုင်ငံသားများအများစုတွင်တရုတ်နိုင်ငံသားများဖြစ်ကြောင်း လက်ရှိကြခရိုင်လူဝင်မှုကြီးကြပ်ရေးကလည်းစီစစ်မှုများလှုပ်ဆောင်နေပြီးတပ်ဆိုင်ရာတရုတ်တန်ရုံနဲ့ချိတ်ဆက်ဆောင်ရွက်ရန်လည်းအစီအစဉ်ရှိနေကြောင်းစီစစ်မှုများတွင်ပါဝင်ကူညီပေးနေသောတရုတ်မြန်မာထိုင်းစစ်ကဲပြန်တချို့ထံမှသိရှိရပါတယ်။ KK ဘက်မှ BGF ကအဓိကလုံခြုံရေးရှုတာဝန်ယူတည်ဆောက်ထားသောအွန်လိုင်းကြားဖြန့်ဆန္ဒတစ်ခုဖြစ်ပြီးညဝရီမျိုးနဲ့မဲထော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကံပေးတွင်တည်ရှိပါတယ်။ ဆက်လက်ပြီးတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲပြီးပြည်သူများကိုလက်နက်ကြီးဖြင့်ပစ်ခတ်နေသောစစ်တပ်ကို109မမရှော့တိုက်တုံးများဖြင့်တော်လှန်ရေးတပ်များကပြန်လည်ပစ်ခတ်မှုဝန်ပေါင်းဝင်အတွင်ပောက်ကွဲမှုများဖြစ်ပေါ်ကမိများလောင်ကျွမ်းအရေးပေါ်အချက်ပေးသံဖြင့်တညာလုံးယုံရင်ဆန့်ခဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းစာလင်းကြီးမြို့နယ်လပတောင်းတောင်ကျင်းနီစီမံကိန်းအတွင်ရှိတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကဖြီးသူများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေသည့်ဖြင့်တော်လန်ရေးတပ်များကအဆိုပါစစ်တပ်ကို108မမရှော့တိုက်တုံများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဒေသခံဖြီးသူများနှင့်တော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောကြားပါသည်ရှမနီအော်တိုဘာလ23ရက်နေ့ညပိုင်းတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုထော်လန်ရေးတပ်များက108မမရှော့တိုက်တုံများဖြင့် နေရာပေါင်းစုံမှပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဆိုပါကုမ္ပဏီဝင်အတွင် ပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝမ်ပေါင်းကုမ္ပဏီဝင်အတွင်အရေးပေါ်အုပ်အော်ဆွဲတံများထညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစေကားနှင့်ရှေးကားများဖြင့်ရှုံရင်ဆန့်ခတ်ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်ဝမ်ပေါင်းထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကအနီးအနားကကြီးပါတွေကိုလက်နက်ကြီးတွေနဲ့နှိမ့်တိုင်းပစ်နေတာမင်းညကတော့ PDF တွေက short တိုက်တုံးတွေနဲ့ဝမ်ပေါင်းဝင်းတွေကစစ်တပ်ကိုပြန်ပစ်တယ်။နေရာပေါင်းစုံကနေပြန်ပစ်တာအဲ့ဒါဘာတွေကိုထိသွားလဲတော့မသိဘူး။ မီးတွေလောင်တာအကြီးအကျယ်ပဲနောက်ပြီးဝမ်ပေါင်ကုမ္ပဏီဝင်တဲ့မှာအရေးပေါ်အိုအော်ဆွဲတံတွေမီးတက်ကားတွေစစ်ကားတွေနဲ့ရဲကားတွေနဲ့ရုံရင်းဆန်ခတ်ဖြစ်ကုန်နေပောက်ကွဲမှုတွေလည်းဖြစ်တဲ့ဘာတွေထိသွားလဲဆိုတာကတော့မသိရသေးဘူးဟုဒေတာကန်ပြည်သူတအူးကပြောဆိုပါတယ်ဆာလင်ကြီးမြို့အခြေစိုက်တော်လန်ရေးတရင်ရင်းမြစ်ကလည်းရမနီညာပိုင်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့လိုက်တော့များလက်နက်ကြီးများဖြင့်တော်လန်ရေးတပ်များကပြစ်ခတ်ခဲ့မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုပါတယ် ဝမ်ပေါင်ထဲမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုဒုက္ခပေးနေတာစစ်တပ်ကအဲ့ဒီတော့တော်လန်ရေးတက်တွေကအဲ့ဒီဝင်တွေကစစ်တပ်ကိုပြန်ပြစ်တာပောက်ကွယ်မှုတွေလည်းဖြစ်တာမှန်ကန်ပါတယ်ဟုစာလင်ကြီးမျိုးအခြေစိုက်တော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်အော်တိုဘာလ22ရက်နေ့တွင်တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိစစ်တပ်ကလက်နက်ကြီးများဖြင့်အနီးပတ်ဝန်းကျင်ရှိခြေရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ဖြစ်ခတ်ခဲ့ခြင်းလက်နက်ကြီးများမှဖောင်းကတ္တာခြေရွာ၊မိုးချိုးပြင်ခြေရွာနှင့်မေဇလီကန်ခြေရွာဘက်များသို့ဦးတည်ပစ်ခတ်ခဲ့ကြောင်း ထို့သောစစ်တပ်ကလက်နက်ကြီးများဖြင့်ပြစ်ခတ်မှုကြောင့်ဖြီသူတအူးထက်မနေထဏ်ရာရရှိခဲ့ပြီးနေအိမ်များစွာပြက်စီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘာလ22ရက်နေ့ညနေပိုင်းတွင်လည်းဝက်မေးရွာတင်အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲနာရှိဝမ်ပေါင်ကုမ္ပဏီဝင်အဝင်ဂိတ်မှစစ်တပ်ကတနက်ဖြန်ရန်တမ်းပြစ်ခတ်ပြီးဝက်မေးရွာသားတအူးကြည်တိမှန်တရားရရှိခဲ့ကြောင်းသိရပါတယ်။အချမ်းဖတ်စစ်တပ်ကစာလင်ကြီးမျိုးနယ်အတွင်းစစ်ကြောင်းထိုးမှုများလှုပ်ဆောင်နေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေ၍ပြည်သူများစစ်ပီးရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှသိရပါတယ်။ဆက်လက်ပြီးနှထိုးကြီးနဲ့မလိုင်မြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုတလှကြပိတ်ဆို့တိုက်ခိုင်းမှုဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီးကိုဦးအရှင်မိကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ဂျမ်းမာများသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းနှထိုးကြီးမြို့နယ် မလိုက်မျိုးနယ်တို့တွင်အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတလားကြပိတ်ဆို့တိုက်ခိုက်ရာဗိုလ်မှူးကျော်မင်းအပါဝင်စစ်သား38ဦးသေဆုံးပြီး5ဦးအရှင်မိကလက်နက်မျိုးစုံ40ကျော်ဒရုန်းနှင့်ချမ်းမာများတင်စီရရှိခဲ့ကြောင်းညင်းချန်ခရိုင်အမှတ်လေးတရင်နှင့်ညင်းချန်ခရိုင်အမှတ်30တရင်မှပြောရေးဆိုခွင့်ရှိသူဆရာဆိုးကသတင်းဌာနကိုပြောကြားပါသည်စက်တင်ဘာလ25ရက်နေ့မွန်လွဲ3နာရီခန့်တွင်လက်ထိုးကြီးမျိုးနယ်ရန်ကင်းဖျားမှမြိုင်သာကြီးရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကို ညင်းချံခရိုင်အမှတ်လေးတရင်ညင်းချံခရိုင်အမှတ်၁၀တရင်မြေတာပါကပေါင်းအခြားမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲအတွင်အကြံဖက်စစ်တပ်ဘက်မှဗိုလ်ကြီးတအုပ်အပါဝင်တပ်သား9ဦးနဲ့အထက်တိုက်ဆုံခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်စစ်သားအလောင်းတလောင်းနဲ့ MA5 တပ်နဲ့တလက်အောင်ဒိန်းစီရမိခဲ့ကြောင်းသိရပါတယ် အော်တိုဘာလာတရက်နေ့မိုးလက်နှစ်နိုင်ကြော်ခန့်တွင်နှထိုးကြီးမျိုးနှင့်ညိုင်းသားရွာကိုမီးရှို့ဖျက်ဆီးပြီးနှထိုးကြီးမျိုးနှင့်တိုင်းလေရွာအနီးကိုဥတီစစ်ကြောင်းထိုးလာသောအင်အား250ခန့်ပါစစ်ကြောင်းကိုမြင်းချံခရိုင်အမှတ်လေးတရင်မြင်းချံခရိုင်အမှတ်30တရင်နဲ့အတူမဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သောမြစ်သားပါကာဖာမြင်းချံခရိုင်ဒရုန်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲ3နိုင်ကြာကြာမြင့်ခဲ့ကြောင်း တိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကအထိနာပြီးဖွဲ့စည်းပုံပြိုက်၍စစ်ဦးလန်သွားခဲ့ကြောင်းရင်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားလေးဦးကိုအရှင်ဖမ်းမိပြီးစစ်သား၁၀ဦးထပ်မံတီးဆုံးခဲ့ကြောင်းသိရပါတယ်။ထိုးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ထံမှငချင်းမီတလန်၊ MA11 သုံးလန်၊ G3 နှစ်လန်၊ MA1 တလန်၊ M79 တလန်၊ MA5 နှစ်လန်၊ဂျုံနှစ်စီး၊ကြီးမျိုးစုံ3300တက်ဆက်2000 40မမ၃လုံး60မမ9လုံး RPG တပ်ဖွဲ့ ဒရုန်းပုံ၄ပါ၊ပူရန်တောက်စက်တက်တောင်၊လက်ပြပုံ၁၂လုံး၊အီနာကာတလုံး၊ကြီးပေါက်၂၁ပေါင်၊ကက်တီ၁၃ခု၊ဂျမ်မာကာတစီ၊ကာ၃စီးတို့တင်စီရမိခဲ့ကြောင်းသိရပါတယ်။အော်တိုဘာလ၉ရက်နေ့တွင်မလိုင်မြို့နယ်နှောကန်ရွာဘက်မှမလိုင်မြို့နယ်အိမ်ကြီးတောရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား၂၀၀ခန့်ပါစစ်ကြောင်းကိုရင်းချန်ခရိုင်အမှတ်လေးတပ်ရင်းရင်းချန်ခရိုင်အမှတ်၁၀တပ်ရင်းကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်ထီထွေတိုက်ပွဲသည်အော်တိုဘာလ12ရက်နေ့တွင်၄ရက်ဆက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်မလိုင်မြို့နယ်နှင့် တောင်တာမြို့နယ်တို့တွင်အမျိုးသမီး20ဦးအထက်ကိုအလိုမတူပဲအတင်းအာရမပြုချင်းတပ်ဖြတ်ခြင်းပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးခြင်းများဦးဆောင်လောက်ကင်ခဲ့သောဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား20ဦးထက်မနည်းတိစုံပြီးစစ်သား5ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါသည်ထို့တိုက်ပွဲတွင် MA16 လက် MA25 လက် MA36 လက် MA4 တလက် RPG တလက်ငချင်းမီနှစ်လက်60မမပြောင်းတို့သုံးလက်60မမပြောင်းရှိတလက်ငချင်းမီပြောင်းတက်ခု ကြီးမျိုးစုံ6088တောင်ပိုကြီး25တောင်40မမ15လုံး60မမ17လုံး RPG 12ဘူး RPG ပူရန်9တောင်ရစာပလင်း17လုံးလက်ပြပုံ4လုံး M9 2လုံး drone 2စီး drone shooter 2ခုကြော်ဘိုးဂျမ်မာ2ခုဂျမ်မာအကြီး2ခုကား3စီး drone ဘုံသီး2ဖာကြီးပေါက်အစုံ56ပေါက်တို့ကိုတင်စီရမိခဲ့ကြောင်းသိရပါတယ်အော်တိုဘလတ်စနေရည်တွင်မလိုင်မြို့နယ်အင်ဂျီတော်ရွာမှစစ်ကြောင်းထိုးလာသောအင်အား200ပါစစ်ကြောင်းနှင့် မြင်းချန်ခရိုင်အမှတ်လေးတရင်မြင်းချန်ခရိုင်အမှတ်30တရင်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြားခဲ့ခြင်းကြောင့်မလိုက်မြို့နယ်နှောကန်ရေစခန်းမှစစ်ကူလာတဲ့စစ်ကြောင်းကိုပါမြင်းချန်ခရိုင်အမှတ်လေးတရင်မြင်းချန်ခရိုင်အမှတ်30တရင်နဲ့အတူမဟာမိတ်အဖွဲ့များဖြစ်သောမြင်းချန်ခရိုင်အမှတ်1တရင် ငင်းချန်ခရိုင်အမှတ်ရှိတရင်နှထိုးကြီးပောက်ကဖားတတာဥပောက်ကဖားတို့မှာကြားဖြတ်တိုက်ခိုက်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှထိခိုက်တည်ဆုံမှုများပြခဲ့ပြီးအကြံဖက်စစ်သားများထံမှ MA1 လေးလံ MA2 လံ MA3 လေးလံ60မမပြောင်းထိုးတက်လက်တို့တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့မြင်းချန်ခရိုင်ကိုစစ်ကောင်စီကအထွေထွေထိုးစစ်ကာလနဲ့ရောပြီးစစ်ကြောင်းထိုးမယ်လို့လွန်ခဲ့တဲ့3လလောက်ခရေကတိုးတင်ပြီးတော့ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ အခုချိန်မှာကျွန်တော်တို့တလားပေါ်ရရှိနေပါထိတွေ့တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဆုံးရှုံးပြီးတော့မှပေးလိုက်ရတဲ့နည်းမျိုးတွေရှိတယ်။တချို့ဟာတွေဆိုရင်အခက်ခဲတွေကြတဲ့ကတိုက်ခိုက်ပြီးအောင်မြင်ခဲ့တာတွေရှိတဲ့ပေါ့။ဒါကြောင့်မို့ပြည်သူလူထုအနေနဲ့အလဲပိုင်းဒေသမှာမန္တလေးတိုင်းတို့စစ်ကောင်စီတို့ရဲ့ဗဟုကြတဲ့အချက်ချာကြတဲ့ဒေသတွေမှာတော်လှန်ရေးလုပ်နေရတာဖြစ်တဲ့အတွက်တချို့အခက်ခဲတွေကိုနားလည်ပေးကြပါလို့မြစ်တာရက်ခံလိုပါတယ်။ ဒီထက်ပိုပြီးတော့စူးစမ်းသွားမယ်ဒီထက်ပိုပြီးတော့အောင်မြင်တဲ့တိုက်ပွဲတွေဖော်ဆောင်ဖို့စူးစမ်းရုန်းကန်သွားပါမယ်ဟုညင်းချန်ခရိုင်အမှတ်လေးတရင်နဲ့ညင်းချန်ခရိုင်အမှတ်30တရင်မှပြောရေးဆိုခွင့်ရှိသူဆရာဆိုးကပြောဆိုပါတယ်စက်တင်ဘာလ25ရက်နေ့မှအောက်တိုဘာလ12ရက်နေ့အထိညင်းချန်ခရိုင်အမှတ်လေးတရင်ညင်းချန်ခရိုင်အမှတ်30တရင်တို့နဲ့တူပူပေါင်းအဖွဲ့များသည့်စစ်ကော်မရှင်မှလှုပ်ဆောင်ခဲ့သောထိုးစစ်အားအကောင်ဆုံးခုခံကာကွယ်ခဲ့ပြီး ခန့်စစ်အနေထားမှထိုးစစ်အသွင်အပြင်သို့ရဲဘော်များကအသက်သွေးချွေးများရှင်းနေပြီးစေဦးလန်သည့်အထိတွန်းလှန်ခဲ့ကြောင်းတော်လန်ဤကာလာဖြစ်သည့်အတွက်လည်းတရင်တက်ဖွဲ့အပေါ်ကိုပြည်သူလူထုအနေဖြင့်နားလည်သဘောပေါက်လိမ့်မည်ဟုရှုံကြည်ကြောင်းစစ်ကောင်စီထိုးစစ်တွင်လေကြောင်းကိုအလွန်အကျွံတုံးခဲ့သည်ကိုလည်းပြည်သူများသိရှိကြရပြီလေဖြစ်ကြောင်းဆက်လက်၍တော်လန်ဤအရွေးတစ်ခုကိုဦးတည်တဲ့စည်ရေးဖော်ဆောင်မှုတွေရှိလာအောင်မည်ဖြစ်တဲ့အတွက် ပြည်သူများအနေဖြင့်တော်လန်တွန်းလန့်လူစိတ်တွေမတွန်းဆုတ်ဘဲဘုံရန်သူအားမမီလျော့ပဲ နိုင်သည့်တာဝန်ကိုထမ်းပြီးပြည်သူနှင့်တော်လှန်ရေးရဲဘော်တော်လှန်ရေးရဲဘော်နှင့်ပြည်သူလက်တွဲမှဖြုတ်ပဲစီလုံးညီညွတ်စွာတော်လှန်ရေးအောင်ပွဲရသည့်အတိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆရာဆိုးကဆက်လက်ပြောဆိုပါရယ်